မွန်ပြည်နယ်ကြိုင်းထုံမြို့နယ်ခရွဲကျေးရွာနယ်ငပြောတော်ကျေးရွာမှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရသာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကတင်ပြထားမှုပြောပါရယ်။ဧပြီလ24ရက်နေ့နေ့လယ်12နာရီအချိန်ခန့်မှာကြိုက်ထုံအခြေဆိုင်အမှတ်33ရအမြောက်တပ်ကနေခရွဲကျေးရွာထဲကိုလက်နက်ကြီး၄လုံးထပ်မံနဲ့ရန်တမ်းပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ခရွဲကျေးရွာနေအသက်40ကျော်အရွယ်တွေဖြစ်တဲ့ကိုချက်ကြီးနဲ့ကိုတော်ကားတို့နှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်အလာဒူဧပြီလ24ရက်နေ့နေ့လယ်12နာရီခွဲအချိန်ခန့်မှာလဲစစ်ကောင်စီတပ်ကလက်နက်ကြီးနှလုံးထပ်မံပစ်ခတ်ခဲ့တဲ့အတွက်ငပြောတော်ကြေးရွာထဲကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်ဒေသခံအမျိုးသားနှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ် ဒေသခံတွေရဲ့အဆိုအရစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဟာမိုးပြင်းနယ်နဲ့ပဲခူးတိုင်းဆက်ကရွှေကျင်မြို့နယ်ကွင်းစိတ်ကျေးရွာဘက်မှာတိုက်ပွဲပြင်းထန်နေတာကြောင့်တော်လိုင်းရေးအဖွဲ့တွေရှိနိုင်မဲ့ထင်းတဲ့နေရာတွေကိုရန်တမ်းပစ်ခတ်တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်တိုက်ထုံမြို့နယ်မှာဧပြီလတတိယပတ်လောက်ကစပြီးစစ်ကောင်စီတပ်နဲ့ဒေါ်လန်ရင်အင်အားစုပူးပေါင်းတပ်တွေကြားနှစ်ဖက်စစ်ရေးပုံမိုတင်းမာနေပြီးစစ်ကောင်စီဘက်ကနေရောညပါလက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေပါတယ်။